င်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာလေပြင်းနဲ့ရေဝန်ဆက်လက်တည်ရှိနေပြီးမုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ခြေရှိမရှိဆက်လက်စောင့်ကြည့်ရမယ်လို့သိရပါတယ်။လေပြင်းနဲ့ရေဝန်ဟာမြောက်ဘက်ကိုဖြင်းညင်းစွာရွေ့ရှားနိုင်ပြီးပုံမအားကောင်းလာနိုင်တယ်လို့ခန့်မှန်းရတယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဇလကမနီကမေလာ29ရက်မှာ ထုတ်ပြန်ပါတယ်။လာမယ့်မေလာ29ရက်နဲ့30ရက်တွေမှာလေပြင်းနဲ့ရေဝန်ကနေ ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြေရာနှုန်းပြည့်ရှိပြီးကုန်းတွင်းဝင်ကနီးဖြစ်ပေါ်တတ်တဲ့အခြေအနေကိုစောင့်ကြည့်ရမယ်လို့မိုးလီဝင်တာပညာရပ်တွေကိုလေ့လာသုံးသပ်သူဦးဝင်းနိုင်က၎င်းရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါတယ်။အဆိုပါလေဖျားနဲ့ရန်ဝန်အပအဝင် ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလေအားလွန်ကောင်းနေတာကြောင့်တိုင်းနယ်ပြည်နယ်တို့မှာရာနှုန်းပြည့်မိုးရွာမယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ28ရက်ကနေဇွန်လ2ရက်နေ့အတွင်း နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းမှဖြစ်ပြီး အချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့သိရပါဗျ။ဒါအပြင်မြမကန်ယူရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းတွေကြာရောက်ပြီး လှိုင်းကြီးရာကလှိုင်းလွန်ကြီးနိုင်ကလှိုင်းမြင့်ပေ10ပေကနေ14ပေခန့်ရှိနိုင်တယ်လို့သိရပါတယ်။မိုးတဲထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပြစ်တာ၊ပျက်စီးလက်တာ၊မိုးသီးကြွေတာ၊ပြက်တပြက်ရေကြီးတာနဲ့မြေပြိုလာတွေအပါအဝင်ရေကြီးရေရှမ်းမှုကိုကြိုတင်သတိထားရမယ်လို့ထုတ်ပြန်ထားပါတယ်။